မင်္ဂလာပါရှင်ဒီမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့လျက်စစ်ပစ္စည်းဆိုင်သဆိုင်မှာ ပါဝါစတေးရှင်းနဲ့ပါဝါဘတ်ဆယ်လုံးအခိုးခံရတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနေပြည်နယ်ဒီမော့ဆိုအနောက်ဖက်ချမ်းပစေးလာကျေးရွာမှာရှိတဲ့လျက်စစ်ပစ္စည်းဆိုင်သဆိုင်မှာပါဝါစတေးရှင်းတစ်လုံးနဲ့ပါဝါဘတ်ဆယ်လုံးကိုဆိုင်တွင်းဝင်ရောက်ဖောက်ထွင်းခိုးယူထားတယ်လို့ဆိုင်ရှင်ကပြောပါတယ် အော်တိုဝါလာ21ရက်နေ့မနက်9:55မိနစ်အချိန်မှာပစိလာကြီးရွာမှာရှိတဲ့လျက်စစ်ပစ္စည်းဆိုင်တဆိုင်အတွင်လူငယ်တဦးနောက်ဖင်မိဖို့ချောင်းအပေါက်ကနေဝင်ရောက်ပြီးပါဝါစတေရှင်နဲ့ပါဝါဘတ်ဆယ်လုံးခိုးယူထားတယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့စက်တဘာ18ရက်နေ့မှာလည်းဒီမိုဆိုအနောက်ဖက်ချမ်းမှာရှိတဲ့ဇေဒန်တခုကစာလင်ဆိုင်ကငွေကျပ်တင်25တင်တန်ဖိုးရှိတဲ့ဘက်ထရီတလုံးအခိုးခံခဲ့ရပါတယ်။ 2025ခုနှစ်အောက်တိုဘာလပိုင်းကလည်းဒမောဆိုအနောက်ဘက်ချမ်းဒေါ်တူစေတန်းမှာရှိတဲ့စိုင်းတဆိုင်ကငွေကျပ်သိန်း200ပျောက်ဆုံးခဲ့ပြီး အောက်တိုဘာလအတွင်းပစေးလာကြေးရွာအတွင်းနေအင်းတင်းကငွေကျပ်သိန်း40နီးပါးအခိုးခံခဲ့ရပါတယ်ဒမောဆိုအနောက်ဘက်ချမ်းမှာဥပဒေမဲ့လောက်ရက်တွင်များပြားလာတာကြောင့်ချယ်ရီကုန်းကနေဒေါ်တူလမ်းမကြီးတရှောင်း ည9နိုင်ကနဲ့မနက်9နိုင်ဖြတ်တန်းတွာလာခြင်းတွေကိုစစ်ဆေးဆောင်ရွက်တော့မှာဖြစ်တယ်လို့စက်တမလာစက်ခုံရဲ့နေမှာကျေးရွာကော်မတီတွေကထုတ်ပြန်ထားပါတယ်ရှင်။